ကဲအားလုံးပဲမင်္ဂလာပါဗျာနော်အားလုံးပဲမင်္ဂလာပါလို့ကျွန်တော်က2025ရဲ့မှာလေ့ကျင့်ပြီးတော့ပြောနော်ကြံကျင်း20မှာနက်ခတ်ပါဝါထရိုင်ကစားခွက်ကြာနိုင်တယ်ဆိုပြီးအမြင်လေးတစ်ခုကို live တစ်ခုမှာကျွန်တော်ရှင်းပြထားတယ်နော်အဲဒီ9ဒီမှာနက်ခတ်ပါဝါထရိုင်နှစ်ပတ်သက်ဆိုတော့တစ်ရှိသုံးပတ်လေဆိုထိုးပါလို့ရှင်းပြထားတယ်ဟောတယောက်ကမိတ်ဆွေတယောက်က တခြားတခြားသောလက်ခတ်ဘဝတိုင်းကြာနိုင်တဲ့စနစ်တွေမရှိတော့ဘူးလားဆိုရှိပါတယ်အများကြီးပါเนาะကျွန်တော်တိုက်ဆိုင်တာကိုလည်းရှင်းပြလိုက်တာလက်ခတ်ဘဝထိုင်ဒီကြိုက်နေတဲ့လေဆိုလိုက်ကစားလို့ရပါတယ်အဲ့အယူဆလေးတွေသိချင်ပါလေပြောပြပါအောင်ဆိုလို့ကျွန်တော် live ဖြစ်ပြီးတော့ပြောပြမှာပေါ့เนาะအဲ့ထပ်ပြီးတော့ပြောပြရအောင်เนาะအဲ့ငါးစွန်းနဲ့ခုနှစ်တိုင်းပါတဲ့ငါးစွန်းနဲ့ခုနှစ်တိုင်းပါလက်ခတ်ဘဝထိုင်ဆိုကစားကမကြမ်းရှိအဲ့ဒီမှာနှစ်ဦးကနန်းတီရရှစ်ထိုင်လို့ရတဲ့အဲ့ဒီနေရာမှာတည်ခဲ့တဲ့ရှစ်ခါတီအလုံးပိုင်နဲ့ အဲ့ဒီငါးဆွန်းနဲ့ခုနှစ်ဒီထဲမှာနက်ခတ်ပါဝါခတ်ရှစ်လုံးပိုင်းနဲ့နက်ခတ်ပါဝါထွင်ကြတော့ကြောက်ကိုကြတယ်တဲ့တကွဒီမှာဆို6 6ဆိုခဏတကွကြတယ်ဒါ95ကောစံငါပြီးတော့85 85မှာဆိုနှစ်ဦးမှာနှစ်ကိုလေးဆိုသူကဒါရိုက်ကိုကြာနှစ်ဦးမှာတဲ့ဒီစနစ်ကြီးကိုတန့်ကြသွားတာနှစ်ကိုလေးတော့နော်ကိုခါနဲ့နှစ်ဦးကိုခါတိကိုပါတော့နက်ခတ်ပါဝါတော့ကိုနှစ်ဦးမှာတဲ့ဒါရိုက်ကိုတခါလေးကြာ ။ဒါဆို95ဒီ95ခုနှစ်မှာဆိုရင်နှုတ်ကနန်းဒီ388လို့ဖြစ်လို့10ဒီမှာဒီ388ဖြစ်လို့10ခါအဲ့တော့10ပါတော့နှစ်ခတ်ပါဝါခံကနန်းတကွမပြတ်မကွက်လိုက်ရအောင်။ဒီမှာ38တိပတ်လဲလို့လိုက်တယ်။ဒါဆို2005 3ရ2နဲ့လို့နှုတ်ဦးမှာကြက်တယ်။အော်နှစ်ခါနှစ်ပါတော့နှစ်ခတ်ပါဝါခံကနန်းတကွမပြတ်မကွက်လိုက်ရအောင်။ဘယ်ကနန်းလိုက်တာလဲ။ပုံရ9နှစ်ဆိုရယ်ကနန်း ခုနှစ်ပါဝါတော့39ခန့်အတွင်းနဲ့လိုက်တာဒါဆိုကျွန်တော်2015ကိုရောက်ပြီ9ချိန်မြောက်9ချိန်မြောက်2015ကိုရောက်ပြီနေဦးကနန်းည351လို့ထွက်တာ351လို့ထွက်တာတော့ငါပါတော့နက်ခတ်ပါဝါထိုင်ခဏတင်းစမှာမပြတ်မကွက်လာဖေကနန်းတကွက်လိုက်ထားလဲဆိုချင်လို့ကြည့်အောင်နော်ဒီမှာ353ရဆိုခဏတကွက်လိုက်တာ35နက်ခတ်တွဲ93ရပေါင်ပါတယ် ဒါဆိုလို့ရှိရင်ကျွန်တော်ဒီ2025ကိုရောက်ပြီ6ချိန်မြောက်ငါးစွန်းနဲ့ခုနဲ့2025ကိုရောက်ပြီနှစ်ဦးကနန်းဒီခွန်ခွန်ကိုလို့ဖြစ်ထားလို့ခွန်ပါတော့နှစ်ခတ်ပါသွားခင်ဗျာနှစ်ဦးဒီနှစ်ဦးကနန်းဒီခွန်ခွန်ကိုလို့ဖြစ်ထားတော့ခွန်ခါခါဒီခွန်စွာရိုက်ထားတဲ့အတွက်ခွန်ပါတော့နှစ်ခတ်ပါသွားခင်ဗျာခွန်၃ညနှစ်ခွန်၄ခွန်၅၃ညနှစ် ခွန်ပါသောနက္ခပါဝါထိုင်နေတာဒီ၃ခွက်ရှိနော်အဲ့ဒီ၃ခွက်ကရှေ့ကစနစ်တူလာမယ်ဆိုတာ2025ထဲမှာဒီကဏ္ဍ၃ခွက်ကတက္ကွက်ခွက်ဒီစိုက်မှာဆိုရင်ဒီယူဆမှာနော်နှစ်လိုက်ငါးစနစ်ခုနှစ်တိုင်းမှာနှစ်ဦးကဏ္ဍရဲ့ခါးဒီအလုံးပိုင်းနဲ့နက္ခပါဝါထိုင်ကြတဲ့စနစ်ရာဆိုရင်ခွန်ပါသောနက္ခတ်ပါဝါထိုင်ကနေဒီနှစ်ထဲမှာကြာနေတယ်ပေါ့နော်ဒီနှစ်ထဲမှာကြာနေတယ်ဆိုတော့ ရင်းရင်းရှင်းရှင်းလေးပဲခွန်ပါတော့နောက်ခတ်ပေါ်တိုင်းကနေကခွန်၃မြနေရှိမယ်ခွန်၄လေးရှိမယ်ခွန်50ပတ်ရှိဒီကနေ၃ခုဒီဒါကြနိုင်နေပေါ့နော်အဒီဘက်မှာတော့ကျွန်တော် break 3ကိုကြိုက်ကြိုက်တာဖြစ်တဲ့အတွက်ဒီခွန်၄လေးပတ်လေနော်ခွန်၄လေးပတ်တယ်မှာဆိုလို့ရှိရင်ကျွန်တော်ကတော့ကျွန်တော် member တွေကိုတော့ရှင်းပြထားတယ်နှစ်ခွန်လေးနဲ့ခွန်၄လေးနှစ်ခွက်ကိုပို့ပြီးတော့ထည့်ထိုးတာကျန်တဲ့အာဆိုတော့ပါပါလိုက်ရင် နှစ်ကုန်လေးပတ်လည်နေမပြတ်မကွက်ထိုးတာပရိသုံး crazy ပရိသုံးခြိုက်တာဆိုတော့နက်ခတ်ပါဝါထိုင်နေဆိုလို့ရှိခွန်နှစ်လေးခွန်ငန်းခွန်နှစ်လေးပတ်လည်ပေါ့နော်ကျန်တဲ့အားလည်းခြိုက်လိုက်ထိုးတာမမဖောက်ဝင်လည်းမခြိုက်လည်းမထိုးနဲ့နော်ဒါတော့ဒီခွန်ပါတော့နက်ခတ်ပါဝါထိုင်ကနေတကွက်ကွက်ဒီ2025လမှာကြလာနိုင်လဲဆိုတော့ဒီအမြင်မျိုးရှိတယ်ဒီပွဲမှာတော့ပရိသုံးကိုအရန်ခြိုက်တဲ့အတွက်နှစ်ခွန်လေးဆိုကနန်းတဲ့ရခွန်နှစ်လေးဆိုကနန်းတဲ့ဒီနှစ်ခွက်ကတော့ဘူးတင်ထိုးတာဘူးတင်ပြီးတော့ထိုးတာတန်တဲ့လေးခွက်ကတော့မိတ်ဆွေတို့ စိတ်ဝင်စားသလိုလိုက်ပါနော်အဲ့ဒီမှာ၅စွန်းနဲ့ခုနဲ့ခုနကကျွန်တော်ပြပြီ6 6ကြိမ်ရှိပါတယ်ပေါ့နော်ပထမ5ကြိမ်မှာတော့ဒီတိုင်းအောင်ခဲ့တယ်6ကြိမ်ပြောက်5စွန်းနဲ့ခုနဲ့မှာအဲ့ဒီတိုင်းအောင်လားမလားအောင်လားမလားဆိုတော့ဒါကျွန်တော်လည်းကြုံပြောတာပေါ့နော်အဲ့တော့ပြီးကြတဲ့ light တစ်ခုမှာကျွန်တော်ရှင်းပြကြတာကပြီးကြတဲ့ light တစ်ခုမှာကျွန်တော်ရှင်းပြကြတာကကြည့်ရလို့သိပါနော်ဒီချိန်မှာ13အာနက်ကဘောထိုင်ကနေကြာစိုက်ဆိုရင် စနစ်ကိုရှင်းပြခဲ့ပြီးပြီမကြည့်ရတဲ့ပုံပုံဆိုဒီအကောင့်ထဲမှာပေါ့နော်ကျွန်တော်ဖြတ်မထားဘူးအကောင့်ထဲမှာအဲ့မှာလိုက်ရှာပြီးကြည့်လိုက်ဒါဒီ2025 5ကြိမ်အတွက်ဒီကနေအခုပြနေတာကျွန်တော်ပြောတာဘယ်သုံးချက်တဲ့အတွက်9လေးပတ်လေအာကျွန်တော်9 3ညနဲ့အာ90ရမိမိသဘောမိမိဆန်တဲ့တိုင်လိုက်တော့9လေးပတ်လေအာကတော့မပြတ်မကွက်ထိုးအဲ့ထဲမှာနှစ်ခွန်လေးနဲ့9လေးဆိုကြတဲ့နှစ်ခွက်ကပူပြီးတော့ကြိုက်တယ်တဲ့အဲ့တော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကထပ်ပြီးတော့ ီအချိန်မှာနှက်ခတ်ပါဝါထိုင်ကြနိုင်တဲ့အချိန်ရှိသလားဆိုတာထပ်ပြပါပြီနော်ဒီ9ဆုံးတဲ့ခုနှစ်ထဲမှာခုန6ကပ်ပေါ့နော်အဲ6ကပ်မှာကျွန်တော်3ကပ်စီနဲ့ပြန်ထပ်ပြပေးပြီနော်အဲ့ဒါကဘာလဲဆိုကျွန်တော်အမြဲလိုက်ကန်နေတယ်6နောက်ပိတ်6ခါကိုကိုခါနဲ့6 9ပတ်လဲလို့ရိုက်ငါ6 9ဆိုဒီလိုထည့်ပေါ့နော် sorry လက်ချောက်ကိုနက်ခတ်ပါဝါတိုင်းထွက်ဒီနေရာမှာကိုခါနဲ့နက်ခတ်ပါဝါထိုင်လို့ရိုက်ပြီးရင်တဲ့သူ့ရဲ့တနည်းနည်းနဲ့၃နှစ်မြောက်ထဲမှာတဲ့ နက်ခတ်ပါဝါထိုင်ကနန်းဒီမှာနှစ်ကိုလေးဆိုဒီနေရာမှာကြာခဲ့ပရမကတ်ဒုတိယအဲ့ပုံစံနဲ့ဖြစ်တာ၄နောက်ပိတ်ရှောက်ခါကုခါ၄၆ကုလို့တဲပြီးဒီမှာကုခါနဲ့နက်ခတ်ပါဝါထိုင်ရိုက်ပြီးအဲ့လိုရိုက်တဲ့အတွက်တနည်းနည်းနဲ့၃နှစ်မြောက်ဥရနောက်နဲ့ထဲမှာနက်ခတ်ပါဝါထိုင်ကနန်းဒီတဲ့၃ည9နှစ်ဒီနေရာမှာကြာထားတာရှိတယ်ဒါဆိုတတိယကဒီမှာ၄နောက်ပိတ်ရှောက်ခါ ကုကလေးချောက်ကုနက်ခတ်ပါဝါထိုင်ကစားတော့သူ့နောက်တနေ့နေ့သုံးနှစ်မြောက်မှာရှင်းနက်ကတ်လိုမျိုးနက်ခတ်ပါဝါထိုင်ဒီဘယ်နေရာမှာကြနိုင်လဲဆိုအယူဆနော်ဒီဖွင့်ရနေပြီမှာဒီကျင်ကိုထောက်ထားတာရှိတယ်ဒီဖွင့်ကနေဒီကျင်ကိုထောက်ထားတာရှိတယ်ပေါ့နော်အဲထက်ထက်ပြီးပြုတ်ပြနေရတာဖြစ်တယ် live လွန်နိုင်ပြောမှာကြောက်ကြတော့နော်အဲ့ကျွန်တော်ရရာသာဘွားစနေသားရဲ့ဖုန်းဒီ Viber မှာ0690302954လေးဆိုပြီးအကြမ်းမှတ်ပါနော်0690302954လေးဆိုတဲ့ဖုန်းနံပါတ်တစ်လုံးမှာကျွန်တော်သုံးတယ် ဒီဘုံမှာကျွန်တော်ဝေပေးကောက်ဖွင့်ထားတယ်နောက်တခါ KP မှာဒီနံပါတ်နဲ့ကျွန်တော်အကောက်ဖွင့်ထားတယ်ကျွန်တော်ရဲ့အကောက် KP ဝေပေးအကောက်နံပါတ်ဒီဥတင်ဝေဆိုတဲ့နံပါတ်နဲ့ဖွင့်ထားတာပါအခြားနံပါတ်မရှိပါဘူးဥတင်ဝေဆိုတဲ့နံပါတ်နဲ့ဖွင့်ထားတယ်ဘိုက်ဘာက4693254ဆိုဒီဖုန်းတစ်လုံးကနေဘိုက်ဘာကနေလက်ခံပြီးတော့ကျွန်တော်ဒီအလုပ်လိုက်တဲ့ပုဂ္ဂိုလ်များကိုစလက်ခံဆွေးနွေးပြီးစကားပြောပါတယ်ဒီဖုန်းနံပါတ်မဟုတ်ရင်ကျွန်တော်နံပါတ်မဟုတ်ပါဘူးအဲ့ဒီလူတွေဒီ4693034ဆိုတဲ့ဖုန်းနံပါတ်နဲ့နံပါတ်2စင်တူယူပါနဲ့ ်ဖိုင်ဘာမှာလက်ခံပြီးတော့အလုပ်လုပ်တယ်လို့ကျွန်တော်သိထားပါတယ်အဲ့တော့သိချာမှတ်ပါနော်ကျွန်တော်ရဲ့ပုံမှာအခွန်60 30 25လေးဒီဘုံမှာဝေဖေးဖွင့်တာလည်းကျွန်တော်အကောင့် KP ဖွင့်မှာတော့ KP ဒီနံပါတ်နဲ့ဖွင့်တာလည်းဖုန်းနံပါတ်၈လုံးအမှန်ပါ၄35948အကောင့်နံပါတ်ဒီဥပ္ပံဝေဆိုတဲ့အကောင့်နံပါတ်နဲ့ဖွင့်ထားပါတယ်ကျွန်တော်နဲ့အလုပ်လုပ်ချင်တဲ့ပုဂ္ဂိုလ်များအားလုံးဒီ Viber မှာစာရေးပြီးတော့ဒီဖုန်းနံပါတ်တစ်ခုတည်းသာလေရာဇဝတ်စနေစာတုံးတယ်ဒီဖုန်းနံပါတ်ကိုပဲလာပြီးတော့ ဒီဖုန်းနံပါတ်မဟုတ်ရင်ကျွန်တော်ကျွန်တော်ဝူးပေါ့နော်အတုကြီးရှိတဲ့အတွက်ဒါလေးကိုဒီချာရှင်းပြပေးလားကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုဒီချာမှတ်ပါ39 6 90 30 25 4ဖုန်းနံပါတ်ဒီတစ်လုံးနဲ့ပဲကျွန်တော်အလုပ်လုပ်ပါတယ်နော်ဒါလေးကိုတက်ဖြတ်ပြီးဆက်ဆက်ပြောတဲ့ live လုပ်နိုင်လို့ပြောမှာလူလိန်ဒီဘယ်လောက်ဒီလိန်လာအဲ့ဒီလူလိန်ဒီဆက်ပြီးတော့မလိန်နိုင်တော့အောင်ဖြစ်ဆောက်ရှက်မရှိတဲ့ဆက်ကြောက်မရှိတဲ့လူကန်းကန်းကိုကျွန်တော်တို့ကဆက်ကြောက်ရှိလာအောင်ဒီကိုကျွန်တော်ဆုံးမပဲ့ပြန်ပြီးတော့အများနဲ့ထက်ပြောမှာတုတ်တာနော် ော့ကျွန်တော် iPhone ကိုခေါ်တယ်အကောင်လုံးကျွန်တော်ကျွန်တော်ဖုန်းနေဘူးအခု block သွားတယ်နော်လူလိန်လူလိန်နော်ကျွန်တော်နာမည်နဲ့ရာဇာဘွားဆိုပြီးလှုပ်ရှားနေပါတယ်ဒါလေးကိုခင်ဗျားတို့တတိပြတာပါနော်တဲဟုတ်ပြီကျွန်တော်တို့ဒီခုနကျွန်တော်ထောက်ပြတယ်ဒီ69ဆိုတဲ့လမ်းကြောင်းနော်သူ့ရဲ့တနည်းနည်းနဲ့သုံးပြမှာနက်ကပ်ပါဝါထိုင်ဆက်ကြတဲ့လမ်းကြောင်းတခု69လို့ထောက်တယ်သူ့ရဲ့တနည်းနည်းနဲ့သုံးပြမှာနက်ကပ်ပါဝါထိုင်ကြတဲ့တခု469လို့လောက်တယ်တနည်းနည်းနဲ့သုံးပြမှာနက်ကပ်ပါဝါထိုင်ကြတဲ့စနစ်ဒီချိန်မှာဒီ program ကိုကစားလို့ရတယ်အဲ့ဒါဘာလဲဆိုတော့ ဲ့နေ့တည်းမှာနက်ခတ်ပါဝါထိုင်ကနန်းတကွက်ထွက်တယ်တဲ့နှစ်ကိုလေးဆိုရယ်ကနန်းနဲ့ဘယ်နေရာမှာထွက်တာလဲတဲ့ဟာဒီ9 3ည9လို့ဒက်ခွအဲ့ကနန်းကြီးပြန်တော့ထွက်တယ်အဲ့ဒီကောင်ကြီးဒိမ့်မှာနက်ခတ်ပါဝါထိုင်ကနန်းတကွက်ထွက်တယ်ဒီမှာတော့နှစ်လုံးပိုင်းနဲ့ထွက်နေတယ်ဒုတိယက4 6 9အဲ့လိုဖြစ်ပြီးတော့ဒီနေရာမှာနက်ခတ်ပါဝါထိုင်ကနန်းတကွက်ထွက်တယ်ဒက်အခွကနန်း8 5 8ဆိုရယ်ကနန်းကြီးရှင်းအားချစ်လို့ပြန်တော့ထွက်ခဲ့တယ်အဲ့ဒီကောင်ကြီးဘေးမှာနက်ခတ်ပါဝါထိုင်ရနေတဲ့နှစ်အလုံးပိုင်းနဲ့ဟုတ်ပြီနော် ါဆိုတတိယကအဲ့စနစ်မျိုးရှိလာရှိနေတယ်၄6 9တနေ့နေ့3နှစ်မြောက်မှာမနစ်ကပြန်ပြန်ကနန်းထွက်တာ363က633လို့ပြန်ထွက်တဲ့395က593လို့ပြန်ထွက်ထွက်တယ်ဒီထွက်တဲ့နှစ်ွက်လုံးဒီပရိသတ်ကတတိယမြောက်ထွက်ထားတဲ့ကနန်းဟာဒီမှာ6နှစ်6ဆိုတဲ့ကနန်းတဲ့အခွနဲ့ဒီကနန်းဒီပြန်ထွက်ထွက်ခဲ့တယ်ဒါဆိုအဲ့စနစ်အရာဒီအချိန်မှဒီအချိန်နက်ခတ်ပါဝါထိုင်ကနန်းကိုကစားခိုင်းနေတာဖြစ်ပါတယ် ီချိန်မှာဒီဒီကိုနှက်ခတ်ပါဝါထိုင်ကနန်းကိုကစားခိုင်းနေတာဖြစ်တယ်ဒီ procedure အရာဆိုလို့ရှိရင်အဲ့တော့သူကတော့နှစ်တလုံးပိုင်နဲ့လုံးပိုင်စကားပြောမှဆိုနှစ်တလုံးပိုင်ပေါ့နော်အကြိုက်လိုက်ထုံတော့ကျွန်တော်တော့ရေးပြပေးတာကမသိတဲ့လူကျတော့မသိတယ်လို့ဖြစ်မှာကြောင့်နှစ်လေးခွန်ပတ်လဲရှိမယ်နှစ်သုံးညခွန်ပတ်လဲရှိမယ်နောက်တစ်ခုကကျွန်တော်တို့ကပါရှိမယ်ဆိုတော့နှစ်ကိုလေးဆိုနှစ်ပါတဲ့ကနန်းဆို နက်ကပ်ပါဝါဆိုဒီကဏ္ဍနေပဲရှိတာအလုံးပိုင်းနဲ့ကစားကျင်နေဆိုဒီကဏ္ဍနေပဲရှိတယ်အဲ့တော့ကျွန်တော်တို့ကပရိတ်သုံးကြိုက်ထားတဲ့အတွက်ဒီနှစ်လေးကွန်ပတ်လေးဒီဘက်မှာဒါကြောင့်ထက်ကစားထားလို့ဒါကြောင့်ကျွန်တော်ပြောနေတာเนาะမိမိကြိုက်တဲ့ပရိတ်တခြားကနေကြိုက်တဲ့ပရိတ်တွေရှိတယ်ထက်ထုတ်ကူကြတဲ့ကုတို့နှစ်အလုံးပိုင်းနဲ့အလုံးပိုင်းအလုံးပိုင်းစနစ်ကိုကြိုက်ပြီးအကြိုက်ယူပြီးကစားကြတယ်ဆိုတော့နှစ်အလုံးပိုင်းနဲ့ကစားနေတယ်အဲ့ဒါဒီပက်လေ၃ခွက်ပေါ့เนาะခုနကကျွန်တော်ရှင်းပြခဲ့တာကငါးဆွန်းတဲ့ခုနှစ်တိုင်းမှာနှစ်ဦးခါရဲ့အလုံးပိုင်းနဲ့ဆိုရင်ခွန်တုံညနဲ့ခွန်နှစ်လေးခွန်90ဆိုတဲ့ကဏ္ဍ အဲဒီဘက်ကကျွန်တော်ပရိသုံးကျဲတော့9လေးပတ်လေးမပြတ်မကွက်ထိုးလို့ပြောတယ်နောက်ကျွန်တော်ပရိသုံးခုနဲ့ကျွန်တော်ရှင်းပြထားတဲ့ live ခုမှာ13ဆိုတဲ့ကဏ္ဍပတ်လေသူကလည်းဒီချိန်မှဒီချိန်ကြနိုင်တယ်ဆိုတော့ကစားကွက်ရှိတယ်နှစ်ခတ်ပါဝါထိုင်ကဏ္ဍနေနဲ့ပတ်သက်ပြီးနှစ်ခွန်လေးပတ်လေးမှာဆိုလို့ရှိရင်ကျွန်တော်နှစ်ခွန်လေးနဲ့ခွန်2လေးဆိုတဲ့ကဏ္ဍတက်နှစ်ကွက်ကိုပို့ပြီးတော့ကြိုက်ပါတယ်တင်းပြီးတော့ကစားပါတယ်ကျွန်တော်ကစားတာကိုပြောတာကက်တာအမြင့်ဆုံးအမျိုးမျိုးရှိရင်တော့ချဲဆိုတဲ့သဘောဆိုပါဒါဆိုလို့ရှိရင်တဲ့အလုံးမိုင်စကားမပြောဘဲနဲ့ဒီနေရာမှာဒက်အခွတ် ဒီကနေ့ညပြန်တော့ထွက်တယ်အဲ့ဒီကောင်ရဲ့ပေးမှာနက်ခတ်ပါဝါတော့ထွက်တဲ့ကနေ့ကအကွက်ရွှေအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တဲ့တော့ဘယ်နေရာကကနန်းကလာလဲဆိုတော့ဖတ်ဒီမူရင်းတဲကြတဲ့၄၆၉ကိုလို့ထည့်ကြတဲ့အချိန်မှာကိုတလုံးပိုင်နဲ့နက်ခတ်ပါဝါထွန်ရိုက်တဲ့နှစ်ထဲကကနန်းအဲ့ဒီ၄ကိုနှစ်ဆိုတဲ့ကနန်းကသူ့ရဲ့ပြောင်းပြန်နှစ်ကိုလေးလို့ဒီမှာဒက်တကွက်ထဲကျုံထွက်သွားတယ်အကွက်ရွှေအနေနဲ့ဒါဆိုလို့ရှိရင်အခုစနေရဒီနေရာမှာဝင်လာတဲ့ကနန်းခုနကကျွန်တော်တို့ထောက်ပြတဲ့၄၆၉ ကိုခါနဲ့နက်ခတ်ပါဝါထွက်တဲ့နေတဲ့ကနက်ခတ်ပါဝါထွက်ထားတဲ့ကဏ္ဍကွက်တဲ့39ဆိုတဲ့ကဏ္ဍက39လို့ဗက်ပြန်ပြီးတစ်ချက်တည်းထွက်ချက်ထွက်ပြပြီးတော့ဒါအကွက်ရွှေအနေနဲ့နက်ခတ်ပါဝါထွက်ယူကစားခြင်းနဲ့ဒါဆိုလို့ချင်းအဲ့ဒါဆိုကျွန်တော်တို့က4 6 9ရိုက်ပြီးနော်နက်ခတ်ပါဝါထွက်ရိုက်ချက်ပြီးအဲ့စနစ်ရတစ်ချိန်တစ်ချိန်3ချိန်မြောက်နှစ်ချက်မှာဒဲအခွာကဏ္ဍသည်ပြတ်တော့ထွက်ရမယ်အဲ့ဒဲခွာရဲ့ဘေးမှာသူ့ရဲ့တစ်နှစ်နှစ်နှစ်3နှစ်4နှစ်မြောက်ကထွက်ခဲ့တဲ့ နက်ခတ်ပါဝါထိုင်ကနန်းဆိုတဲ့တော့2022ခြေက2022နှစ်မှာနက်ခတ်ပါဝါထိုင်ကနန်းဒီဘာကြီးထွက်ခဲ့လဲကျွန်တော်လိုက်စစ်ကြည့်အောင်နော်တင်ငါကူ3300,5990,9689,618ဒီမှာနက်ခတ်ပါဝါထိုင်ဆို6ပါဝါတဲ့18နက်ခတ်တွဲဆိုဒီကနန်းတခုထွက်ထားတာရှိတယ်ကိုတေကို6လေးနဲ့3012 196ဆိုပြီးတော့နက်ခတ်ပါဝါအတိုင်း96နက်ခတ်အတွက်16ပါဝါတော့ဆိုဒီကနေ့တော့ထွက်ထားရှိရဆက်ပြီးကြည့်မယ်7390 4300 5940 5953ဒီမှာကျွန်တော်တို့ 583ဆိုပြီးတော့53နှက်ကတ်အတွက်83ပါဝါတွေဆိုနှက်ကတ်ပါဝါတိုင်းကဏ္ဍတကွထွက်ထတာရှိတယ်ဒါဆိုလို့ကျအောက်ကိုဆက်ကြည့်ဒီမှာ33နဲ့9300669 1396 1396 9653 9693 1996ကအပေါ်မှာထွက်ပြီးလားဆိုဒီကဏ္ဍ3ကထွက်ခဲ့တယ်ဟုတ်တယ်ရှစ်ဆိုတော့နက်ကပ်ပါဝါထိုင်ကနန်းထွက်တဲ့196ဆိုတော့နက်ကပ်ပါဝါထိုင်ကနန်းထွက်တဲ့953ဆိုတော့နက်ကပ်ပါဝါထိုင်ကနန်းရှိတယ်။အဲ့တော့ဒီတော့အကွက်ရွှေရအကွက်ရွှေကိုကြိုက်လို့ဒီဖိဒီစီကျော်ကြိုက်လို့ အကွက်ရွှေကိုယူကစားမယ်ဒီနေရာမှာကြမယ်ကနဒီခုရှိတနည်းနည်းသုံးနည်း၄နည်းမြောက်ကနက်ခတ်ပါဝါဆိုင်ကနအဲ့၄နည်းမြောက်မှာနက်ခတ်ပါဝါဆိုင်ကနထွက်တာဒီ၆၈ပတ်လည်းရှိရ၁၉၆ပတ်လည်းရှိရ၅၈၃ပတ်လည်းရှိဒီသုံးခွက်ပဲထွက်တာလေဒါမိမိကျန်နေတဲ့တာကိုရွေးချယ်ပြီးကစားကြတယ်ဆိုဒီလိုအကွက်ရွှေစနစ်ရှိတယ်ရှင်းနဲ့ကတ်လို့ပဲထွက်ထားတဲ့ကောင် နောက်ပြန်ထွက်တယ်ထွက်ထားတဲ့ကောင်ကိုတဲ့ကိုနောက်ပြန်ထွက်တယ်ထွက်ထားတဲ့ကောင်နောက်ပြန်ထွက်တာဆိုလို့ချင်းဒီ၆၈ဆိုတဲ့ကနကိုပတ်လည်းမထိုးချင်ရင်အနည်းဆုံး၈၈၆ကိုတဲ့ကွယ်လိုက်ထိုး ီ69တက်ကိုကျွန်တော်တို့အကုန်လုံးမထုတ်ရင်69တက်ဆိုရှင်းနှက်ကလို့ပဲပြောင်းမှန်ထွက်တာဆို69တက်လို့ပြက်လိုက်သူပြီး53ပတ်လဲမှာဆိုလို့ရှိရင်ဒါ35ဆိုပြီးတော့ပြက်လိုက်သူတဲ့ဥစားပေးပေါ့နော်အားလိုက်နေတဲ့လူအားထုတ်ပေါ့ဒါဒါကဏ္ဍနဲ့အများကြီးနော်ဒီလိုစနစ်မျိုးတွေတက်တော့ဒါတော့ရှုပ်ခွင်းနေတယ်ပေါ့နော်ကဏ္ဍမျိုးစုံထွက်တဲ့စနစ်ကတော့ကောင်းတယ်လက်ခတ်ပါဝါထိုင်ဒီဒီမှာကြံ့နေတယ်စနစ်ကတော့ကောင်းတယ်ဒါပေမဲ့ကဏ္ဍပေါက်တည်းဒီအဲ့လိုအများကြီးဖက်လာပြီဆိုလို့ရှိရင်ဒီကဏ္ဍပေါက်တည်းနဲ့ကစားတဲ့ ကစားဖို့ပြောကျွန်တော်တို့အမြင်နဲ့ကြတော့ organize ဘယ်လိုမှကစားလို့မရဘူး organize ကစားဖို့ကျွန်တော်တို့မှကြတော့စုတ်ဖြတ်ဖို့ခက်ခဲတယ်ဒီလောက်ကနန်းတွေအများကြီးထွက်တဲ့စနစ်အဲ့တော့ကန့်ညစ်တဲ့တဲ့ဆိုရင်မိတ်ဆွေတယောက်ပေါ့နော်နက်ခတ်ပါဝါထရိုင်နဲ့ပတ်သက်ပြီးတော့ဒီချိန်မှာကြာနိုင်ပါသလားဆရာပြောခဲ့တဲ့တိချစ်တုံးဆိုတဲ့အယူဆတော့တိပိပိနောက်ထပ်အဲ့လိုအယူဆလိုမျိုးဘယ်လိုစနစ်မျိုးနဲ့ကြာနိုင်ပါသေးလဲဒါလေးတွေအဆင်ပြေမယ်ဆိုလို့ရှိရင် live လုပ်ပြီးပြောပြပါအောင်ဆိုလို့ဒါပေးတဲ့ရတောက်ဆုံးချက်ရပြောပြတာ ပြုတ်ပြလာပေါ့နော်အဲဒီချိန်မှဒီချိန်ကိုနက်ခတ်ပါဝါတိုင်းကစားခွက်ရှိရကြအောင်ကျွန်တော်ရှင်းပြလိုက်ပြီးပြီအဲဒီမှာကျွန်တော်တို့လုံးကောက်စနစ်နဲ့ကစားမလားတုံးမအကွက်ရွှေနဲ့ကစားမလားအကွက်ရွှေမှာမှရှစ်နှစ်ကတ်လိုပဲထွက်ခဲ့တဲ့ကောင်ဒီ6.7လို့ထွက်ရှစ်6လို့ပြရမယ်6.6လို့ထွက်ရ6.7လို့ပြရမယ်9.8လို့ထွက်ခဲ့3.5လို့ပြရမယ်ဆိုတော့ဒီကနန်းသုံးကွက်6.6လို့ထည့်ထုတ်ပါအင်းကြည့်ရပါဦးဟုတ်တယ်6.6လို့ထည့်ထုတ်ပါဒီကောင်6.7လို့ထည့်ဦးစားပေးပို့ထုတ်ပါဒီကောင်ဆို3.5လို့ပို့ဦးစားထုတ်ပါ ဒါအကွက်ရွှေစနစ်နဲ့ကြိုက်တယ်ဆိုလို့ရှိရင်အကွက်ရွှေလိုင်းနဲ့ကစားကြတယ်ဆိုဒီကနေ့၃ကွက်ကစားလို့ရတယ်ဒီချိန်မှာအလုံးပိုင်းနဲ့ကစားမှဆိုနှစ်လေးကွက်ပဲလို့နှစ်သုံးချက်ကွက်ပဲလို့နှစ်ကူလီပက်လေအဲဒီကောင်ကတော့ကျွန်တော်ဒီဘက်မှာပြိသုံးအောင်ကြိုက်ဆိုတော့ဒါနှစ်လေးကွက်ပက်လေကတော့အထူးပြောရမယ်မတင်ပါဘူးပရမလိုက်တစ်ခုမှကျွန်တော်ပြောဘူးဒီစနစ်လည်းကောင်းတာပဲသူဟာသူ13ပက်လေဟုတ်ပြီလားအနှစ်ကွန်လေးပက်လေနဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီနှစ်ကွန်လေးနဲ့လေးနှစ်ကွန်ကိုပို့ပြီးတော့ကြိုက်တယ်ဒီလိုစနစ်ကြီးရတော့ရှိပါလေစနစ်ဆိုပြပြမယ်ဆိုလို့ရှိရင်စနစ်တစ်ခုကိုကြိုက်ပြီးဆိုအဲ့စနစ်တဲ့ပတ်သက်တာကို ရှာခွဲတဲ့အပိုင်းဒီပြကျင်နေဆုံးပြဖို့အားရရှိပါနော်တို့တော့ဖြစ်နိုင်ခြင်းရှိဆုံးဆိုတဲ့ဟာကိုရွေးချယ်တဲ့အချိန်မှာဒီလိုရွေးချယ်ပြီးတော့ကစားခြင်းကစားလို့ရတယ်ဒါကျွန်တော်ရဲ့ပိတ်သက်ဒီကျွန်တော်ရဲ့ fan အစ်စ်တွေအတွက်မဖြစ်မနေသိကျင်တဲ့မိတ်ဆွေတယောက်ပဲပြောပြလို့ရရင် live လုပ်ပြီးဒီချက်လေးရှင်းပြပေးစမ်းပါခင်ဗျာဆိုတော့ရှင်းပြပေးပါဦးနော်တစ်ရှိသုံးကကျွန်တော်ပြန်ပြီးတော့ revision ပြန်ပြီးလိုက်မယ်ကိုထိပ် break ကိုလို့ရိုက်တယ်ရိုက်ရတယ်သူကနေတနည်းနည်းနဲ့၃နှစ်မြောက်နှစ်ထက်ကိုရောက်တဲ့အချိန်ကမှ ကိုယ့်ရဲ့နက်ခတ်ဒီ6 6ရဲ့ပါဝါဒီ1ကို6တက်ဆိုရယ်ကဏ္ဍပတ်လေဒီထွက်တယ်အဲ့ဒီနေရာမှာဒီ1ကြောင့်တိပရိယာဇောင်းမှာဒီနေရာမှာထွက်ခဲ့တယ်အနည်း20ချလိုက်300ဒိတ်စီပရိတ်30လို့ရိုက်တယ်သူကနေတနည်းနည်းနည်းဒီလိုက်ပါဘောနော်တနည်းနည်းနည်း3နှစ်မြောက်သူကနေတနည်းနည်းနည်း3နှစ်မြောက်မှာ300ထိပ်ပရိတ်30မို့300ပိုင်း300ရဲ့ပါဝါအနက်ခတ်ဒီခွန်ခွန်ရဲ့ပါဝါဒီ1 300ခွန်1ပတ်လေဆိုရယ်ကဏ္ဍဒီ1ကြောင့်အဲ့ကဏ္ဍဒီ သုံးရခုနှစ်ပတ်လည်ဒီဘယ်နေရာမှာလာထွက်ထားသလဲလာသုံးရခုနှစ်ပတ်လည်ကဘယ်နေရာမှာလာထွက်ထားသလဲညမန်သမားဆိုဝတ္တတာတနှစ်နှစ်နှစ်သုံးနှစ်မြောက်ဒီဒီမနော်ဒီနေရာမှာလာထွက်ထားတယ်နှစ်သုံးရခုပတ်လည်ဘရိတ်နှစ်ထောက်တဲ့ကောင်ရဲ့စောင်းမှာဒီနှစ်ကြောင့်ဘရိတ်နှစ်စောင်းထောက်တဲ့ကောင်မှာထွက်ထားတယ်ဒါဆိုကျအနည်း20ချလိုက်တစ်ထိတ်ဘရိတ်တစ်လို့ရိုက်ပြီသူ့ရဲ့တနှစ်နှစ်နှစ်သုံးနှစ်မြောက်မှာ ်တက်ဒီအလုံးပိုင်းတည့်ရနေခက်ဒီရှစ်ရှစ်ရပါဝါဒီတော့တစ်ရှစ်တော့အာဆိုတဲ့ခဏဒီခဏဒီခုနစောစောကယူခဲ့လို့6တက်ပါဝါတွေမှာတက်ကြောင့်တက်ပြရဆောင်ခုနှစ်ပါဝါတွေမှာနှစ်ကြောင့်နှစ်ပြရဆောင်ဟာဒီမှာ73ပါဝါတွေဒီ၃ကြောင့်၃ပြရဆောင်ဆိုမနစ်က၃ပြဒီဒီချိန်မှာထွက်ထားတာရှိတယ်ဒီချိန်မှာဒီချိန်နဲ့ဒါကိုကကိုလွတ်ချက်တော့ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ကျွန်တော်အခုရှင်းပြလိုက်တဲ့ဟာတွေကဒါကျွန်မ live တစ်ခုမှာပြောခဲ့တဲ့ဟာလေးရောအဲ့လို live တွေကိုရှားမတွေ့တဲ့လူတွေအတွက် မကြည့်ရရဲ့လူတွေ revision ပြန်ပြလိုက်တယ်เนาะဒါအကွက်ရှိကနန်းနဲ့ဆိုဒီ၃ခွက်အထိုင်နေတဲ့ဒီ၃ခွက်မှာကျွန်တော်ဒီလိုပုံစံပို့ကြိုက်တယ်ကျွန်တော်ကြိုက်တာကိုပြောတော့မိမိကြိုက်တာကိုမိမိထိုင်းထိုးလို့ရတယ်နောက်တစ်ခါနှစ်အလုံးပိုင်းနဲ့ဆိုနှစ်လေးခွန်ပတ်လေနှစ်၃ညခွန်နှစ်၃ညခွန်ပတ်လေနှစ်ကိုလေးပတ်လေနောက်တစ်ခါငါးဆွန်းနဲ့ခုနှစ်လိုက်နှစ်ဦးခါဒီအလုံးပိုင်းနဲ့ဆိုခွန်၃ညနဲ့ပတ်လေခွန်လေးပတ်လေခွန်50ပတ်လေအဲ့တော့ဘယ်နှခွက်ရှိသွားပြီလဲဆိုတော့ခုနဆန်းနေတဲ့ဆိုဒါ18၃ပတ်လေပေါ့เนาะအဲ့တော့ကျွန်တော်ကတော့ဒီပွဲမှာ အကျိုက်ဆုံးကိုပြပါဆိုဘရိတ်နဲ့ပဲဖြတ်တယ်နှစ်ခွန်လေးပတ်လေကိုအကျိုက်ဆုံးဖြတ်တယ်နက်ခတ်ပေါ်ဝထိုင်းကနန်းကိုကျွန်တော်တွေ့တာရတော့ကျွန်တော်ကတော့အရင်ကြီးအကုန်ကစားတယ်နော်ကျွန်တော်တို့ကစနစ်လောက်ကိုလိုက်တာဆိုစနစ်နဲ့တွေ့တဲ့ဟာတွေအကုန်ကစားတယ်ဘာဖြစ်လို့လဲကိုရင်ပါမခံနိုင်ဘူးကိုရင်ကိုပါမခံနိုင်ဘူးဖြဲထိုးတဲ့အချိန်ချင်းမှာဖိုက်တာထိုးပြီဆိုအဲ့ဖိုက်တာထိုးတဲ့ကနန်းကကန်ကောင်းလုံးမှာပေါ်မှာနော်ကန်ဆိုလဲလူသေးတယ်ချက်မှာအဲ့တော့ခုလိုတွေ့တဲ့မျက်နှာတွေမထင်မှတ်တာတွေကလောက်သွားလို့ရှိရင်ကိုရင်ကိုပါမခံနိုင်ဖိုက်တာကနန်းထိုးပြီဆိုတော့ရင်းနှီးမြုပ်နှံမှုကပြစ်ခတ်ပြီးထည့်ထိုးတာ ဒါမျိုးလေးတွေကြာ900 1000 2000 1000စသည်အရမြေကိုထိုးသေးရပေါ်မူတည်ပြီးတော့ကျွန်တော်တို့အကုန်ပတ်ပြီးတော့ကာတာပဲကျွန်တော်တို့ကစားနေရချက်ကိုကာတော့ထိုးရမှာပြင်းတဲ့လူကြီးရေရှင်ရေရှင်ပေါ့နော်အရင်စိုက်ပြီးထိုးနိုင်မှုခက်ခဲတယ်ကာကွက်တွေကနေပေါက်ထားကြရင်လေကိုအရင်မရှုံးခဲ့ဘူးဆိုလို့ရှိဒီ organic ကိုကစားရတယ်ဒီအရင်မရှုံးခဲ့ဘူးနောက်တစ်ခါ organic ကြရင်ကိုကိုအရှုံးရှုံးရှိပဲနဲ့ကစားနိုင်တယ်ကျွန်တော်တို့ဒီအဲ့လိုစနစ်မျိုးနေအများကြီးကစားတာ အကျိုက်ဆုံးဆိုရွေးပြီးပြီးတော့ကြတာရွေးပြီးလဲရတာပဲလीနော်ဆိုတော့ဒီလိုစနစ်တွေရှိတယ်တမ္မာမှာဖွင့်ဝင်တော့ကျွန်တော်ဒီမှာတကြင်ချင်းဝင်ထားတဲ့အခွဲဆိုဒီဘက်မှာအများကြီးရှိရတယ်နော်အဲ့လိုပုံစံတွေရောဒီ live ကိုကြည့်ကြည့်ပါကြည့်လို့တွေ့ပြီဆိုလို့ချင်းဒီလိုဟာတွေကာကျင်လဲဆိုကာလို့ရတယ်အဲ့တော့အနစ်ချုပ်နေတဲ့ပြောမှာဆိုနက်ခတ်ပါဝါထိုင်ကနန်းကစားကွက်2025မှာမပြတ်မကွက်ကြာနိုင်လဲဆိုအယူဆအဲ့အယူဆတဲ့မှာမှအခု9ချိန်မှာနက်ခတ်ပါဝါထိုင်ကြာလာနိုင်ပါတယ်ဆိုတော့အယူဆတကူကိုကျွန်တော်တင်ပြဟိုကျွန်တော်ရအယူဆကိုမျှဝေပေးထားတယ် အဲ့ထဲနေမှာယူဆတဲ့ကဏ္ဍတွေအကုန်လုံးလို့ရှင်းပြထားတဲ့အဲ့ထဲနေမှာအကြိုက်ဆုံးဆိုလို့ရှိရင်ခွန်နှစ်လေးပတ်လဲပါခွန်နှစ်လေးပတ်လဲမှာမှာလေးနောက်ပိုင်းနဲ့နှစ်ကွက်ကိုအထူးအပြုပြီးတော့ကျွန်တော်ကစားပါတယ်ကဲဒီထက်တော့ကျွန်တော်ရှင်းအောင်မပြတ်တတ်တော့ဘူးအားလုံးပဲကြိုက်ရင်သုံးပါမကြိုက်ရင်မသုံးပါနဲ့အဲ့လိုပဲဒီ live တွေကိုများများ share ပေးနိုင်ပေးကြပါခုနကပြောတဲ့လူလိန်ကောင်ကနောက်ကနောက်ကျွန်တော်နာမည်ကိုအသုံးပြုပြီးတော့လိန်စားနေတဲ့ကောင်ဒီနောက်နောက်မှာလိန်စားလို့မရအောင်မိတ်ဆွေတို့လည်းကူညီပေးခြင်းနဲ့စိတ်ကူးဆန္ဒရှိတယ်ဆိုလို့ရှိရင်ဒီ live တွေကိုများများ share ပေးပါ ကျွန်တော် public ကို live လွှင့်နေတဲ့အချိန်တိုင်းအဲ့ဒီကိစ္စကအများအားထည့်ပြောမှာပဲအများအားထည့်ပြောမှာပဲဒီလူလိန်တင်ပြောက်တယ်မဟုတ်နောက်ထပ်နောက်ထပ်လည်းလူလိန်တွေမပေါ့ပေါ်လာမှာစိုးရိမ်နေတဲ့အဲ့လိုလိန်စားတဲ့ကောင်ဆိုလို့ချင်းဘလူးဘလူးစွာကိုအများအားထည့်ပြောနေမှာပဲเนาะအဲ့တော့မိတ်ဆွေတို့အနေနဲ့ကုညီကျင်တဲ့စိတ်ကူးဆန္ဒရှိရင် share လိုက်ပေါ့ဒါမကူညီရင် share နိုင်တဲ့သူပါเนาะ share လို့ဖြစ်တဲ့လူကမ share ပါနဲ့ဆိုတင်ဘလူးမှာကျွန်တော်မခိုင်းဘူးကျွန်တော်ဆိုဆိုတင်လာပါလို့ဘလူးမှာပြောဘူးကျွန်တော်ရဲ့ဖုန်းနံပါတ်ဒီဖုန်းနံပါတ်ကျွန်တော်အသုံးပြုရဆိုအကြောင်းလေးပေါ့